ကြီးမားတဲ့ကြောင်းမဲ့ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်းပြန်အေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို အေးစိစိပဲဖြေကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၁မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုး ဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ် ဘာကြောင့်ငရေနှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာ ရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ တဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်။တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝိဇိတွင်းနေတူးတယ်ဆိုရေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအတ်ပလန်နက်ခေါ်တာကဘာဂျူလို့အဲ့ဒီကဘာဂျူကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်းနေရတဲ့လာကြီးလိုပဲ အဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်မမြင်ရအရင်ကလာ